အတင်းအထွက်အကျိုးဖြစ်ထုံးမဲ့အချက်၃ချက်ကြောင့် Hurricane ကိုခေါ်ယူလုံနေတဲ့ United အားလုံးပဲမင်္ဂလာပါဗျာ Manchester Football ဆိုတာနေတင်ဆက်နေပါတယ် Manchester United အတင်းကတော့ Bayern အတင်းရဲ့ England တိုက်စစ်မှုဖြစ်သူ Hurricane ကိုအားအသင့်ဖွယ်ပြင်မဲ့ထားလာပါတယ် Hurricane နဲ့ United တို့ကတော့အခုမှသတင်းတွေထွက်ပေါ်လာတာမဟုတ်ပါဘူး Hurricane ကစပါတင်မှာရှိနေတုန်းကဂရေကသတင်းတွေမကြာခဏထွက်ပေါ်လာခဲ့ပူးသူဖြစ်ပါတယ်လက်ရှိမှာတော့ Gain ကဂျာမန်မြေမှာတတိယရာသီမြောက်ကစားနေပြီးတော့ကမ္ဘာစင်တိုက်စစ်မှုတအုပ်ဆိုတာကိုတက်တည်ပြထားနိုင်ခဲ့ပါတယ် အသက်အရွယ်ရလာပေမဲ့ဂိမ်းရဲ့အသွင်းကိုပိုင်းကတော့ရောကြသွားတာမျိုးမရှိပါဘူး။ဟယ်ကိန်းကဒီရီမှာဗန်မနဲ့အသွင်းအတွက်ပြိုင်ပွဲစုံ၉ပွဲကစား၁၈ကိုအသွင်းပြီးတော့၃ကိုဖန်တီထားခဲ့တာပါ။ဒီအသွင်းကိုနေသားကိုကြည့်တာနဲ့ဟယ်ရီကိန်းကြီးဘလောက်ထိလုံးပြနိုင်တယ်လဲဆိုတာပေရင်မေးနေစရာမလိုပါဘူး။အသက်32နှစ်တဲကိုရောက်ရှိလာပြီးဖြစ်ပေမဲ့ဟယ်ရီကိန်းကတော့အသင်းကိုယ်တွေကိုများများစားစားသင်ယူနိုင်နေတုံးပါပဲ။ဟယ်ရီကိန်းကအင်္ဂလန်ကိုပြန်လာခြင်းနဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာ United နဲ့တင်းနဲ့ပြန်ပြီးတော့ထွက်ပေါ်လာနေတာပါ။ ညတဲ့ဘက်ကဟာရီကိန်းကိုခေါ်ယူခြင်းနဲ့အချက်နှစ်ချက်ထိရှိပါသည်။ဓမ္မအချက်ကတော့ကမ္ဘာအဆင့်အတွေ့အကြုံရင်တိုက်စစ်မှုတအုပ်ကိုညတဲ့ဘက်ကခေါ်ယူလုပ်နေတာဖြစ်ပါသည်။ဂိန်းကကမ္ဘာအဆင့်တိုက်စစ်မှုတအုပ်ဖြစ်ပြီးတော့လက်ရှိအကောင်းဆုံးထိပ်တန်းတိုက်စစ်မှုတအုပ်ဖြစ်ပါသည်။တင်ကိုရီအတွက်စိတ်ပူစရာမလိုတဲ့တိုက်စစ်မှုဖြစ်လို့အတင်းဘက်ကခေါ်ယူခြင်းနေတာပါ။နောက်တစ်ချက်ကတော့အတင်းရဲ့လူငယ်တိုက်စစ်မှုလေးရှက်ကိုကိုနီကတ်တည်ယူစေပြီးတော့အတွေ့အကြုံယူစေဖို့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဂိန်းကအင်္ဂလန်သားဖြစ်တယ်လို့အင်္ဂလန်လက်ရွေးစင်အတင်းရဲ့အတင်းကောင်းဆောင်ဖြစ်လို့ကွင်းလယ်တိုင်းဒီပေါ်မှာလည်းဩဇာလွှမ်းမိုးမှုရှိပါတယ် ဒီချက်သုံးချက်ကြောင့် United က Hurricane ကိုခေါ်ယူခြင်းနေခဲ့တာပေါ့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကုန်းချို့ပါလိမ့်မယ်